်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တပ်နဲ့ TNL အပြည့်ရလိုက်မှုအားပြန်စုရန်နာကျင်ဖြစ်ပြီးတော်လန်ရေးမှအမြင့်ပြန်တက်ရန်နှင့်လိုချင်တာလက်ရစုခုရန်ဟုဗိုလ်ချုပ်တာဘုံကျော်ရှင်းလင်းပြောဆိုရတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်နဲ့တအောင် TNL အပြည့်ရလိုက်မှုအားပြန်စုရန်နာကျင်ဖြစ်ပြီးတော်လန်ရေးမှအမြင့်ပြန်တက်ရန်နှင့် လိုချင်တာလက်ရစုခုရန်ဖြစ်ကြောင်း TNL မှပို့ချုပ်တားပုံးကျော်က၎င်း၏လူမှုကွန်ရက်မှတက်ဆက်သဘောထားထုတ်ပြန်ခဲ့ပါတယ်။ရမနီည9:45မိနစ်အချိန်ပို့ချုပ်တားပုံးကျော်က TNL ၏အပြည့်ရချင်းကိုလူမှုကွန်ရက်တွင်ထိုသို posting ၍ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။အပြည့်အမှုနဲ့ပတ်သက်၍ပောက်ကွဲမှုများပြင်းထန်နေသည်ကိုနားလည်ကြောင်းယခုကာလသည်စီးပွားရေးနှုန်းနှင့်ဆွေးမျိုးအစီရစ်သည့်ကာလမျိုးမဟုတ်ကြောင်းလေရင်ပုံချဲမှုတံကိုခံရသည့်ကာလဖြစ်၍နားချိန်တန်သည်ဖြင့်နားချင်းချစ်ကြောင်းဖီအားများ၍နားချင်းဖြစ်ပြီး အပြန့်စုရန်နာကျင်ဖြစ်ကြောင်းစစ်တပ်၏ငြိမ်းချမ်းရေးနှင့်ရွေးကောက်ပွဲကိုအတိတ်ပဲဖွင့်စေရမလို့ကြောင်းတော်လှန်ရေးမှအမြင့်ပြန်တက်ရန်နှင့်လိုချင်တာလက်ရစုခုရန်ဖြစ်ကြောင်း၎င်းကရေးသားထားပါသည်။အပြစ်ရချင်းဆုံးဖြတ်ချက်ပြင်းထန်ညံဆန်လို့ပောက်ကွဲခံစားမှုတွေအတွက်နားလည်ပါသည်။ငါမျိုးချစ်ရဲဘော်တွေနဲ့နှွေဦးရဲဘော်တို့ရင်1990ကာလအပြစ်ရကစားကြတာမိဖက်တွေခုနေတဲ့ကနေတမက်ရက်တွင်ထွက်ခဲ့ရတဲ့ကစားခွင့်မျိုးစပန်းနုံနဲ့ဆွေမျိုးအစီရစ်တဲ့ကာလမျိုးဒီနေ့ငါတို့ခင်မှာမရှိတော့ဘူးလေ။ လေရင်ဘုံကျဲတံငါတို့တွေအတူခံနေကြရတာပဲရုံမိုးရွာတံငါတို့အတူခံခဲ့ကြရတာပဲဘာမဆိုးလို့ရဲတယ်ဆိုသူရဲ့ငန်ကြည့်ကြည့်ငိမ့်ချမ်းရည်နဲ့ရွှေကောက်ပွဲကိုငါတို့ကဘာအတိတ်ပဲဖွင့်စရာလို့မှလဲဒီကစားပွဲမှာနားချိန်တန်လို့နားတာဖီအားများလို့နားတာအားပြန်စုဖို့နားတာစမတ်ကြတဲ့ခေကြီးမှာငါတို့တော်လန်ကြတာအလုံးဟာအမြင့်ကိုပြန်တက်ငါတို့လိုချင်တာလက်ရစခုဖို့ပဲလေဟုဘိုးချုပ်တာဘုံကျော်ခဘုံကျော်လက်ဖက်မြီကရမနိညာပိုင်း၎င်းဤလူမှုကွန်ရက်တွင်ရေးသားခဲ့ပါတယ် အော်တိုဘားလ29ရက်နေ့မှာစတင်ပြီးတရုတ်နိုင်ငံသားဝင်စီစံမှုဖြင့် TNL ကတင်ပိုက်ထားသောမိုးကုတ်နှင့်မိုးမိမြို့များမှာစုခွာရန်သဘောတူညီလိုက်ပြီးစစ်တပ်နှင့်အပြစ်ခတ်ရဲစဲရေးသဘောတူညီလက်မှတ်ရေးထိုးခဲ့ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL တပ်မှဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြောင့်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်သည့် NSBNC ကိုစလေအဖွဲ့တို့ကတရုတ်နိုင်ငံအထူးကိုစလေမစ္စတာတိန့်ရှီကျွင်းဤဂျာဝင်ညှိနှိုင်းမှုဖြင့်ကိုချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမြို့တွင်2025ခုနှစ်အော်တိုဘာလ28ရက်နေ့နဲ့အော်တိုဘာလ28ရက်နေ့တို့တွင်ပြုလုပ်ခဲ့ပြီးအပြည့်ရခဲ့ခြင်းဖြစ်ပါသည်။တရုတ်နိုင်ငံအထူးကိုစလေကြီးဤဂျာဝင်ဆိတ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့နိုင်ပြီးသဘောတူသတ်မှတ်ထားသည့်ခါလအတွင်း မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့မှာ TNL တပ်များပြန်လည်ဆုတ်ခွာမိဖြစ်ကြောင်းသိရပါတယ်။ TNL ဤတအောင်းဒေသကိုလည်းမြန်မာစစ်တပ်ကလေရင်ဖြင့်ပုံကျဲခြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ2025ခုနှစ်အော်တိုဘာလ29ရက်နေ့00:00မိနစ်အချိန်မှစ၍နှစ်ဖက်ရောက်ရှိသည့်နေရာတွင်တပ်များရပ်တန့်ကအပြန်အလှန်အပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။2029စစ်စင်ရဲ့အတွင် TNL ကမိုးကုတ်တီမော်၊ကြောင်မဲ၊နောင်ချုံ၊မိုင်းလုံ၊မိုင်းငော မိုးမိန်နန့်ဆန်မှန်တုံကိုခိုင်နန့်ခန်နံပါတ်2မျိုးများကိုတင်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်မိန်နောင်ချိုတီဘောကိုပြန်လည်တိုက်ခိုက်တင်ပိုက်ခဲ့ပါတယ်။ထို့ပြင် TNL ကမိုးကုန်းနဲ့မိုးမိန်မျိုးများကိုပါချက်မှန်ဆွတ်လွှတ်မည်ဖြစ်သောကြောင့်မိုင်းလုံးမိုင်းငော့နန့်ဆန်မှန်တုံကိုခိုင်နန့်ခန်နှင့်နံပါတ်2မျိုးများသာ TNL လက်ထဲတွင်ကြန့်ရှိတော်မူဖြစ်ပါတယ်။ဆလပီရန်ကုန်တွင်မိုးပြံအမြန်လန့်နှင့်မြို့တော်အပြင်ပတ်လည်စီမံကိန်းအကောင့်ထဲပေါ်မည်ဟုဆိုကမင်းအောင်လိုက်ရန်ကုန်ရောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ရန်ကုန်တွင်မိုးပြန်အမြန်လက်နှင့်မျိုးတော်အပြင်ပတ်လန်စီမံကိန်းအကောင့်ထဲပေါ်မြူဟုဆိုကာမြောင်းလိုင်းကကော်မတီဖွဲ့ထားကြောင်းစစ်တပ်ဘက်မှထုတ်ပြန်ထားသောပြန်တမ်းအရာသိရပါသည်။အကြံဖက်မြောင်းလိုင်းအမိန့်ဖြင့်ယခုနှစ်ဩဂုတ်လ20ရက်နေ့တွင်ရန်ကုန်မိုးပြန်အမြန်လက်နှင့်ရန်ကုန်မျိုးတော်ပတ်လန်စီမံကိန်းဦးဆောင်ကော်မတီကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးအဆိုပါကော်မတီကစက်မှုစုံများအကြောင်းချိတ်ဆက်မှုကောင်းစေရန်ပင်လယ်ကူးစိတ်ကမ်းများအခြေပြုမျိုးတင်များနှင့်တည်ယူပို့ဆောင်ရေးလမ်းကြောင်းများအဆင့်ပြေချုံ့မွေလာစေရန် ိုင်ငံ၏စီးပွားရေးစင်ကြက်လမ်းမကြီးတစ်ခုအဖြစ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍အဆိုပါကော်မတီကိုဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါကော်မတီတွင်အဖွဲ့ဝင်6ဦးပါဝင်ပြီးစောက်လို့ရေးဝန်ကြီးကအုတ်ကထရန်ကုန်ဝန်ကြီးချုပ်ကအဖွဲ့ဝင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဒုဝန်ကြီးကအဖွဲ့ဝင်ဗန္နာရေးဒုဝန်ကြီးလျက်စစ်ဒုဝင်ကြီးတို့ကအဖွဲ့ဝင်အဖြစ်ပါဝင်ကစောက်လို့ရဒုဝင်ကြီးကအတွင်ရေးမှုအဖြစ်ပါဝင်ကြောင်းသိရပါတယ်။မင်းအောင်လိုင်ကဖွဲ့စည်းလိုက်သောကော်မတီကရန်ကုန်မိုးပြင်းအမြန်လန်းနှင့် မျိုးတော်အပြင်ပလန်ယင်းဤမြုံနံမှုများအားဘတ်ဂျက်အသုံးပြုအနည်းဆုံးကိုအခြေပြု၍ PPP စနစ်ဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရပါသည်။အချမ်းဖက်စစ်ကောင်စီကရန်ကုန်မိုးပြလန်နှင့်အပြင်ပလန်စီမံကိန်းကိုယင်းဤမြုံနံရန်အတွက်တရုတ်နိုင်ငံမှကုမ္ပဏီများထံသို့ဖိတ်ခေါ်ထားတော့လေလက်ရှိအချိန်အထိအစိုးပြုသည့်ကုမ္ပဏီမရှိသေးကြောင်း UMFCCI မှသတင်းရင်းမြစ်ကပြောဆိုပါရယ်ဘိုးချုပ်မှုကြီးရဲ့တရုတ်ခီးစင်မှာရန်ကုန်မြို့မိုးပြန်လန်စီမံကိန်းကိုရင်းနှီးမြှုပ်နှံခြင်းဖြင့်မြှုပ်နှံကြပါဆိုပြီးတရုတ်ဘက်ကိုဖိတ်ခေါ်ခဲ့တယ် ဒီဘက်ကအစိုးပြစီမံကိန်းတွေမှာရန်ကုန်မြို့မိုးပြန်လန်စီမံကိန်းပါဝင်နေအခုထပ်တီးတော့စိတ်ဝင်စားတဲ့ကုမ္ပဏီရှိတယ်လို့တော့မကြားရသေးပါဘူးတကယ်ဖြစ်မလာတဲ့လျှက်စစ်ရထားမြေအောက်ရထားစီမံကိန်းလို့ဖြစ်သွားမလားမသိဘူးဟု UMFCCI မှသတင်းရင်းမြစ်ကပြောဆိုပါတယ်အကြံဖက်စစ်ကောင်ဆောင်မြောက်လိုင်းကအာနာသိမ့်ခဲ့သည့်2021ခုနှစ်ဩဂုတ်လစတင်ပါလာနှင့်အော်တိုပါလာအစီအဝေးများနှင့်ဖွင့်ပွဲများတွင်မြန်မာနိုင်ငံတွင်လျှက်စစ်ရထားနှင့်လျှက်စစ်ကာစီမံကိန်းအကောင့်ထဲပုံပြဖြစ်ကြောင်း နေပြည်တော်တွင်မြေအောက်ရထားစနစ်နှင့်လျှက်စစ်ဘတ်စကားများဖြည့်ဆွဲမိဟုပြောဆိုခဲ့တော်လဲငါးနှစ်နီးပါးကြာမြင့်သည့်အထိတဆုံတရာဖြစ်လာခြင်းမရှိပေ။ရန်ကုန်ပြည်ရထားလမ်းကိုလျှက်စစ်ရထားဖြည့်ဆွဲမိဖြစ်ကြောင်း2021ခုနှစ်စက်တင်ဘာလ10ရက်နေ့တွင်လည်းနေပြည်တော်တွင်လျှက်စစ်ရထားလမ်းဖောက်နိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါသည်။2021ခုနှစ်အောက်တိုဘာလ25ရက်နေ့နေပြည်တော်စစ်ကောင်စီအစည်းအဝေးတွင်မြေအောက်လိုင်းကတိုင်းနိုင်ငံလုံးလျှက်စစ်ရထားလမ်းနှင့်ဆွဲရပါလိမ့်မယ်။ တနိုင်ငံလုံးလျက်စစ်ယထာနဲ့ပြေးပါမယ်မြို့ပေါ်မှာသုံးတဲ့ကားတွေဟာလျက်စစ်ကားတွေဖြစ်ရပါလိမ့်မယ်ကျွန်တော်တို့တွက်ချက်နေတယ်အချိန်တခုပြီးရင်အဲ့ဒါကိုကြီးညာပါမယ်ဟုထုတ်ဖော်ပြောဆိုခဲ့ပါတယ်မင်းအောင်လိုင်လျက်စစ်ယထာနဲ့လျက်စစ်ကားစီမံကိန်းများကိုပြောဆိုခဲ့တော့လေလက်တွေ့တွင်လျက်စစ်မီးပင်မှန်မှန်မပေးနိုင်ပြီးပြည်သူများအကြားလှောင်ရဲစရာအဖြစ်ရေးပန်းစားခဲ့ပါတယ်ဆလပီကမ်ဘလူတွင်ပေါ်တာဆွဲဖန်းစည်းခံထားရသောလူငယ်စေဦးကဖြူစောတိရင်မောင်းကိုတိုက်ခိုက်တက်ဖြတ်ပြီးထွက်ပြေးလွတ်မြောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ရှမ်းကုန်းတိုင်းကံပလူမျိုးနယ်တွင်အကြံဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာသောလူငယ်၁၀ဦးကိုအမှတ်6006ထင်ကားတည်ရင်သို့ကားဖြင့်ပို့ဆောင်စဉ်အဆိုပါလူငယ်၁၀ဦးကပြူစောတိရှင်မောင်ကိုဘိုင်းဝန်တိုက်ခိုက်တပ်ဖြတ်ပြီးထွက်ပြေးလွမြောက်ခဲ့ကြောင်းကံပလူခရိုင်အမှတ်၃ PDF တည်ရင်6လမ်းရေးတာဝန်ခံကသတင်းဌာနကိုပြောကြားပါသည်။အော်တိုဘလ15ရက်နေ့တွင်ကံပလူမျိုးနယ်ဇပယ်နှံ့တာပြူစောတိစစ်စေးရေးကိမှအကြံဖက်စစ်သားများကခီးသွွားလူငယ်၁၀ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ထို့သောပေါ်တာဆွဲဖန်စီခံရသောလူငယ်များကိုရင်းနှီးညနေပိုင်းတွင်အကြံဖက်စစ်သားများကအမှတ်6006တင်ကားတက်ရင်သို့ကားဖြင့်ပို့ဆောင်စဉ်ဖြူစောတိရှင်ပေါင်းကိုပေါ်တာဆွဲခံလူငယ်များကလက်ခရီးတနေရာအရောက်ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီးလေပင်းညှစ်လိုက်ကြောင်းထို့ကြောင့်ဖြူစောတိရှင်ပေါင်းပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးလူငယ်ဆယ်ဦးလုံးလွမြောက်လာကြောင်းသိရပါသည်ထို့နောက်လွမြောက်လာသောလူငယ်စေဦးကထွက်ပြေးလာစဉ်ကံဘလူခရိုင်အမှတ်3 PDF တရရမှရဲပေါ်များနှင့်တွေ့ဆုံခဲ့ပြီးခေထုံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုလ်လူငယ်များသည်တန့်စင်မြို့နယ်ခင်ဦးမြို့နယ်ကောလင်းမြို့နယ်ကတာမြို့နယ်နှင့်ငင်းမှုမြို့နယ်မှလူငယ်များဖြစ်ပြီး၎င်းတို့အလုံးကိုကမ်ဘလူခရိုင်အမှတ်3 PDF တရက်မှဂျာဝင်ရှိသူများကစစ်ဆေးပြီးနောက်မိသားစုထံသို့ပြန်လည်အနှံ့ပေးခဲ့ကြောင်းသိရပါသည်အော်တိုဘတ်15ရက်နေ့ကစပယ်နှန့်တာရွာပြူစော်တီစစ်စေးရိတ်ကိတ်မှာပေါ်တာဆွဲခံရတဲ့လူငယ်၁၀ဦးကရှင်မောင်းကိုတက်ပြီးထွက်ပြေးလွတ်မြောက်လာတယ်။ကျွန်တော်တို့စီကို၁၀ဦးလုံးထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။သူတို့မိသားစုတွေစီကိုအကုန်လုံးပြန်လဲအနှံ့ပေးခဲ့ပါပြီဟု ကံဘလူခရိုင်အမှတ်3 PDF တည်ရင်6လမ်းရေးတောင်ဝင်ကံကပြောဆိုပါတယ်။အဆိုပါကံဘလူမြို့နယ်စပယ်နတ်သာရွာပြူစောတိစစ်စစ်ရေးဂိတ်တီပြည်သူ80ခန့်ကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအမျိုးသမီးနှစ်ဦးကိုမရင်ချစ်တပ်ဖြတ်ထားသောကြောင့်ပြည်သူများရင်ခိတ်စခန်းကိုရှောင်ရှားသွားလာကြရန်ကျွန်လာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်းအတိအပြီးပြောဆိုထားပါတယ်။ဆက်လက်ပြီးမြင်းချမ်းမှစစ်တပ်ကကိုရင်ပါမချန်ပေါ်တာဆွဲတပတ်အတွင်းလူငယ်30ကျော်ဖမ်းဆီးခံရတယ်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမြင်းချံမြို့နယ်မှာစစ်ကောင်စီတပ်ကကိုရင်တွေပါမချံပဲဗော်တာဆွဲဖမ်းဆီးနေပြီးတပတ်အတွင်းလူငယ်30ကျော်ဖမ်းဆီးခံရရကြောင်းသတင်းရရှိပါရယ်။အောက်တိုဘာလကုန်ကစပြီးမြင်းချံမြို့ပေါ်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကလူငယ်တွေကိုဗော်တာဆွဲဖမ်းဆီးခဲ့ကြောင်းအမတ်၁ရက်ကွန်အမတ်၁၈ဝန်ထမ်းကွက်တဲ့အမတ်၁၂ရက်ကွန်အေးရွာတဲပြူဝါရွာရွာစီရွာရုပ်ပင်ရွာတောင်ပို့တာရွာတို့မှလူငယ်36ဦးထပ်မံဖမ်းဆီးခံရရကြောင်းမြင်းချံလူလူလှုပ်ရှားမှုကော်မတီကအတည်ပြုပါရယ်။ ညနေ6နာရီကျော်တာနဲ့ဘယ်သူမှမထွက်ရတော့ဘူးအလုတ်ပြန်တွေကအစာအများကြီးဆွဲတာလို့ဒေသခံတအုပ်ကပြောပါတယ်ဖမ်းဆီးခံလိုက်ရသူတွေဟာမျိုးပေါ်မှာသွာလာနေရင်အဖမ်းခံရသူများလည်းရှိတယ်လို့အိမ်ထဲဝင်ဖမ်းခံရသူတွေလည်းရှိကြောင်းဖမ်းဆီးခံရတဲ့အရေးအတွက်မှာကော်မတီမှသတင်းမရလို့ကျန်တာတွေလည်းရှိနိုင်ကြောင်းငင်းချန်လူလူလှုပ်ရှားမှုကော်မတီကအသိပေးပါတယ်ဒါအပြင်ငင်းချန်မြို့သားလမ်းမှာလည်းကြေးရွာပြန်ကြတဲ့မင်းကြောင်ဖုန်ကြီးကြောင်တိုက်ကတတ်တော်၁၈နှစ်ဝန်းကျင်ကိုရင်လေးပါပေါ်တာဆွဲဖမ်းဆီးခံရရကြောင်းဒေသခံတအုပ်ကပြောပါတယ် စစ်ကောင်စီတပ်ဟာမြင်းချံမြို့ပေါ်ရက်ွက်များမြင်းချံမြို့နယ်အနောက်တောင်ဘက်အချမ်းရှိခြေရွာများမှာပေါ်တာဆွဲတာတွေပြုလုပ်နေတာဖြစ်ပြီးလူငယ်ပိုင်းတွေညနေ6နာရီနောက်ပိုင်းအပြစ်မထွက်ဖို့မြင်းချံလူလူလှုပ်ရှားမှုကော်မတီကတတိပေးထားပါတယ်စစ်ကောင်စီတပ်ဟာမြို့ကြီးတွေမှာတစောင်းတိုင်းပြိုကွဲရွှေ့ပွဲတွေပြုလုပ်ပြီးပေါ်တာဆွဲဖမ်းဆီးဖို့စီစဉ်နေလို့ပြည်သူတွေတတိထားသွားလာကြဖို့တော်လှန်ရေးအဖွဲ့တွေကတတိပေးထားပါတယ်